်မင်္ဂလာပါရှင်ဒီကနေ့ကနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ကပြုလုပ်မဲ့အတူရောင်ရွှေကောက်ပွဲကိုအတူရောင်ရွှေကောက်ပွဲအဖြစ်သတ်မှတ်ရေးအဆိုကိုနယူးဇီလန်လွှတ်တော်ကခန့်ကွက်သူမရှိဘဲဆုံးဖြတ်အတည်ပြုနယူးဇီလန်နိုင်ငံသားရေးဝန်ကြီးကလည်းလွှတ်တော်ဆုံးဖြတ်ချက်အဆိုကိုထောက်ခံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မြန်မာစစ်တပ်ကပြုလုပ်တဲ့ရွေးကောက်ပွဲကိုအထူးရောက်ရွေးကောက်ပွဲအဖြစ်သတ်မှတ်ရေးအစုကိုယနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လွှတ်တော်ကကန့်ကွက်သူမရှိဘဲဆုံးဖြတ်တည်ပြုလိုက်ပါတယ်။နယူးဇီလန်အစိုးရ၏နိုင်ငံခြားရေးဝန်ကြီးဝင်းစတန်ပီတာကအာတီဟွန်ဝင်းစတန်ပီတာကလည်းမြန်မာစစ်တပ်၏ရွေးကောက်ပွဲမှာအထူးရောက်တာဖြစ်ကြောင်းလွှတ်တော်၏ဆုံးဖြတ်ချက်အစုကိုထောက်ခံပါကြောင်းလွှတ်တော်တွင်လာရောက်ထွက်ဆိုပါတယ်။ယနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လွှတ်တော်တွင်မြန်မာစစ်တပ်၏တရားမဝင်အထူးရောက်ရွေးကောက်ပွဲကိုနယူးဇီလန်အစိုးရလက်မခံကြောင်းတရားဝင်ထုတ်ပြန်ပြီးကြံ အစိုးတရက်ကိုလေဘာပါတီမှလွှတ်တော်အမှန်ဖီလစ်တိုနာထရိုင်ဖတ်ကတင်သွင်းခဲ့ပြီး Green Party မှတီနိုချူရိုနိုကထောက်ခံအဆိုပြုခဲ့ရာနယူးဇီလန်လွှတ်တော်ကကန့်ကွက်သူမရှိဘဲအဆိုကိုအတည်ပြုဆုံးဖြတ်လိုက်ကြောင်းသိရှိရပါတယ်။စစ်တပ်ရွေးကောက်ပွဲတွင်စစ်မှန်သောအတိုက်ခံပါတီများမရှိတော့ဘဲရွေးကောက်ပွဲများအပေါ်အများပြည်သူ၏ဝေဖန်မှုကိုရာဇဝတ်မှုအဖြစ်သတ်မှတ်သည့်ဖိနှိပ်ထုတ်ချက်သည့်ဥပဒေများဖြင့်ဖမ်းဆီးမှုများရှိနေကြောင်းလေဘာပါတီမှလွှတ်တော်အမှန်ဖီလစ်တိုနာထရိုင်ဖတ်ကဆိုပါတယ်။ အလွန်ရက်စက်တဲ့စစ်တပ်ကိုမြန်မာပြည်သူတွေကကြံ့ကြံ့ခံတော်လှန်နေကြပါတယ်ကျွန်တော်တို့အဲ့ဒါကိုကူညီရပါမယ်စစ်တပ်ရဲ့ရွေးကောက်ပွဲကအထူးရောင်ရွေးကောက်ပွဲဖြစ်တဲ့စေယုံတွေចောင်းတွေနဲ့ပြည်သူတွေကိုဘုံကျဲတက်ဖြတ်ပြီးတော့ရက်စက်တဲ့စစ်တပ်ကလှုပ်တဲ့ရွေးကောက်ပွဲဟာယုံကြည်စရာမရှိပါဘူးဟုနယူးဇီလန်လွှတ်တော်အမတ် Felix Toner Tribe ကလွှတ်တော်အတွင်ပြောဆိုပါတယ် Green Party မှာ Tino Duono က၎င်းနေဖြင့်မြန်မာပြည်သူများအတွက်ရင်းအစုပ်ကိုထောက်ခံကြောင်းသူအနေဖြင့်ထိုင်းမြန်မာနယ်စပ်အထိသွားရောက်၍ Fast Finding အဖွဲ့တွင်လည်းပါဝင်ကြောင်းနေဆက်မှမြန်မာပြည်သူများနှင့်တွေ့ဆုံရာတွင်သူတို့၏ကြေးရွာများကိုစစ်တပ်ကမိတို့လေးချောင်းတိုက်ခိုက်ပုံကျဲခဲ့ပုံစစ်အာဏာသိမ်းမှုကြောင့်ဒီမိုကရေစီနှင့်ပြည်သူများ၏အနာဂတ်အပေါ်မိတို့တက်ရောက်ပုံများကိုရှင်းပြခဲ့ကြောင်းမြန်မာစစ်တပ်ကဖွဲ့စည်းပုံအခြေခံဥပဒေအရ25ရာခိုင်နှုန်းရယူထားသည့်အပြင်စန္ဒမဲပေးရတွင်လည်းပါဝင်ကြောင်းစစ်တပ်တိုက်ခိုက်တပ်ဖြတ်မှုများကြောင့်မြန်မာပြည်သူတန်းချီ၍ထွက်ပြေးနေရကြောင်းစစ်တပ်ရွေးကောက်ပွဲမှာအထူးရောက်တာဖြစ်ကြောင်းလွှတ်တော်တွင်ပြောဆိုပါတယ် မြန်မာပြည်သူ3.6တန်းကျော်ပြည်တွင်းမှာရွှေ့ပြောင်းထွက်ပြေးနေရတယ်။နေဆက်တလျှောက်မှာလည်းဒုက္ခသည်တန်းကြီးရှိနေပါတယ်။ဒါပြင်စားဖြတ်လို့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေကလည်းကြီးထွားလာနေပါတယ်။အဲ့ဒီလိုနေရာတွေမှာလူကုန်ကူးခံရမာတွေကလည်းစိုးရိမ်စရာရှိပါတယ်။စစ်တပ်ကရွာတွေကိုဘုံကျဲမှုတွေလည်းရှိနေပါတယ်။ဒီလိုအခြေအနေမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကအတူရောင်ဖြစ်ပါတယ်။စစ်တပ်ရဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုတ်ဖို့အဆိုဟာ ေပြင်းမှာရှိနေတဲ့ခုခံတော်လန်တီတဲ့မြန်မာပြည်သူတွေအတွက်အရေးကြီးတယ်လို့နယူးဇီလန်နဲ့ကမ္ဘာတဝမ်းမှာရှိနေတဲ့မြန်မာပြည်သူတွေအတွက်လည်းအရေးကြီးပါတယ်ဟု၎င်းကပြောပါတယ်။နယူးဇီလန်နိုင်ငံသားအဖွဲ့ကြီးအာတီဟွန်ဝင်းစတန်ပီတာကလည်းလွှတ်တော်ဤဆုံးဖြတ်ချက်အဆိုကိုလက်ခံကြောင်းစစ်တပ်ရွေးကောက်ပွဲမှာအထူးရောင်သားဖြစ်ပြီးစစ်တပ်အနေဖြင့်နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရမည်ဖြစ်ကြောင်းကုလသမဂ္ဂလုံခြုံရေးကောင်စီ၏မြန်မာအရေးဆုံးဖြတ်ချက်နှင့်အာဆီယံ၏ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရမည်ဖြစ်ကြောင်းလွှတ်တော်တွင်လာရောက်ထွက်ဆိုသွားပါသည်။ ဆက်လက်ပြီးဗိုလ်ချုပ်ထွန်းမြတ်နိုင်ဤတီနေရနှင့်အေအေယုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်နေပြည်တော်စစ်ရုံးကညွှန်ကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ပလောဝမြို့နယ်အတွင်းတည်ရှိနေနိုင်သည့်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဤတီနေရနှင့်အေအေယုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်နေပြည်တော်စစ်ရုံးကညွှန်ကြားထားကြောင်းနေပြည်တော်စစ်ဖက်သတင်းရေးမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ AACOC ချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ဒေသသို့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုပြီးနောက်အော်တိုဘာလနှောင်းပိုင်းအတွင်ပြုလုပ်သော ေပြီးတော့စေယုံဤရခိုင်ဒေသဆိုင်ရာစစ်ဖက်အထူးအစီအွေတွေထိုးထိုးညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါတယ်။ယခုနှစ်ဩဂုတ်လ30ရက်နေ့ AACUC ချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမောင်တော်မှရိုဟင်ဂျာများနှင့်တွေ့ဆုံခဲ့ပြီးရခိုင်ပြည်တွင်၎င်းရောက်ရှိနေမှုကိုတပ်ပုံများနှင့်တကွထုတ်ပြန်ခဲ့ရာစစ်တပ်က၎င်းဤတီနီယာနှင့် AA ရုံးဌာနချုပ်နေရာကိုစိတ်ဝင်စားနေကြောင်းသိရပါတယ်။ထို့ပြင်ရခိုင်ဒေသရှိလက်လွတ်ဆုံးရှုံးထားသောနေမြများကိုပြန်လည်သိမ်းပိုက်ရေးအတွက်စီမံချက်များကိုစစ်တပ်ကရေးဆွဲနေပြီး ကြီးရလေပူပေါင်းထိုးစစ်ကြီးများကိုလည်းဆောင်ရွက်ရန်ရှိနေကြောင်းသိရပါတယ်။ရှင်ပြင်ရခိုင်ဒေသတွင်စစ်တပ်၏ပြည်သူစစ်မဟာဗျူဟာကိုအချိန်အဟုန်ဖြင့်ပြန်လည်အကောင့်ထည့်ဖော်နိုင်ရင်းနဲ့နေနေစုံမှုမှုပြန်လည်ရရှိနိုင်ရေးအတွက်စစ်တပ်ထောက်ခံသောရခိုင်နိုင်ငံရေးတမများစစ်တပ်နှင့်အဆင်ပြေနေသောရခိုင်လက်နက်ကိုင်များစစ်တပ်လိုလားသောရခိုင်စီးပွားရေးတမများထံမှအကြံဉာဏ်များရယူရက်နှင့်ပူးပေါင်းဆောင်ရွက်ရန်ကိုလည်းစီမံချက်ချမှတ်၍ဆောင်ရွက်နေကြောင်းသိရပါတယ်။ ဆက်လက်ပြီးတော်လန်ရေးထိန်းချုပ်နေမည်များကိုစစ်တီအင်အားအကုန်ထုတ်သုံး၍ခောက်ခွင်းနေကြောင်းမဒရာပကဖထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မဒရာမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာစစ်အာဏာရှင်ဆန့်ကျင်တော်လန်ရေးတိုက်ပွဲအတွင်းတော်လန်ရေးခြေလှမ်းမရက်တန့်ပဲစစ်တီအင်အားအကုန်သုံးပြီးတိုက်ခိုက်နေကြောင်းထုတ်ပြန်ထားပါတယ်။မဒရာပကဖအနေနဲ့မဒရာမျိုးနယ်အတွင်းစစ်တီအင်အားအကုန်ထုတ်သုံးပြီး ထိန်ချုပ်နေမြေတွေကိုအစွမ်းကုန်ကောက်ွက်နေတယ်လို့ဤဆက်ရတော်လန်ရေးညီနောင်အဖွဲ့တွေရဲ့စိုးမိုးနေမြေတွေမှာလည်းတက်စွမ်းသမျှသွားရောက်ကောက်ွက်နေတယ်လို့ဆိုပါတယ်။တစုံတစ်ယောက်ရဲ့တိုက်တွန်းမှုကြောင့်လှုပ်ဆောင်နေတဲ့တော်လန်ရေးမဟုတ်ပဲကိုယ်တိစိတ်နဲ့ကိုလက်နက်ကင်လမ်းစဉ်ကိုတိကျပြတ်သားစွာလှုပ်ဆောင်နေတာကြောင့်ဘဲသူတဦးတယောက်ရဲ့ဟန်တာနှောက်ရှက်မှုကြောင့်မှတော်လန်ရေးခြေလမ်းကိုလုံးဝရပ်တန့်မှာမဟုတ်ဘူးလို့လည်းမရိယာပကဖကဆိုပါတယ်။အများပြည်သူလိုလားတောင်းထားတဲ့ Federal Democracy ပန်းတိုင်ကိုမရောက်မချင်းရန်သူကိုမျက်နှာမူပြီးတိုက်ခိုက်တာ ီသူလူလူရှိမှမမမမရက်တီသွားမယ်လို့အတိပေးထားပါတယ်။မရေယာမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာဒေါ်လန်ရေးစတင်ချိန်ကတည်းကရရလက်နဲ့ဆွဲကင်ဒေါ်လန်ခဲ့ကြတာဖြစ်ပြီးပြည်သူအာဏာပြည်သူထံပြန်လည်အနှံ့ပြီးမှသာတဆိုင်ရနေပေအသီးသီးမှနိုင်ငံတာဝန်ကိုပြောင်းလဲထမ်းဆောင်ကြတဲ့ရဲဘော်ရဲဘက်တွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဆက်လက်ပြီးတရချောင်းမြို့နယ်တွင်တိုက်ပွဲ၃ချိန်ဖြစ်ပွားပြီးစစ်တပ်မှ73ဦးသေဆုံးကာလက်နက်9လက်နဲ့ခဲယမ်းများတင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတရချောင်းမြို့နယ်တွင်စစ်ကြောင်းထူလာသောအကြမ်းဖက်စစ်တပ်ကို၃ချိန်ကြားဖြတ်တိုက်ခိုက်ရာစစ်တပ်မှ73ဦးသေဆုံးပြီးလက်နက်တချို့နဲ့စစ်သားအလောင်းများတင်စီရရှိခဲ့ကြောင်းဒေဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှေတို့ကသတင်းဌာနကိုပြောပါရယ်။စက်တင်ဘာလ29ရက်နေ့တွင်နက်နက်စင်နိုင်ခန့်တွင် တရချောင်းမြို့နယ်ကြောက်လီကရွာကိုစစ်ကြောင်းထိုးဖွင့်ရောက်လာတော့အကြံဖက်စစ်တပ်ကိုတော်လရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာတနအိခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော်လရေးပူပေါင်းတပ်ဖွဲ့ပမရဲဘော်တအူချဆုံးခဲ့ကြောင်းသိရပါတယ်စက်တင်ဘာလ30ရက်နေ့တွင်လည်းနနက်9နာရီခန့်မှစတင်ပြီးည9နာရီအထိတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတော်လရေးရဲဘော်တအူထပ်မံချဆုံးခဲ့ကြောင်းသိရပါတယ်ထိုထိတွေ့တိုက်ပွဲနှစ်ကြိမ်အတွင်းအကြံဖက်စစ်တပ်မှ9ဦးသေဆုံးက9ဦးထပ်မံထိခိုက်ဒဏ်ရာရရှိကဒဏ်ရာပြင်းထန်သူများလည်းပါဝင်ကြောင်း တိုက်ပွဲများအတွင်ကောက်ကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှလက်နက်တလက်ဆုံးရှုံးခဲ့တော်လဲစစ်သားအလောက်များနှင့်လက်နက်တချို့သိမ်းဆီးနိုင်ခဲ့ကြောင်းရှင်းတိုက်ခိုက်မှုကိုဒဝဲခရိုင်တပ်ပေါင်းစုနှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလှုပ်ဆောင်ခဲ့ကြောင်းသိရပါသည်ထို့ပြင်အော်တိုဘာလ၈ရက်နေ့နံနက်၁၇:၄၅မိနစ်ခန့်တွင်လည်းတရချောင်းမြို့နယ်ဗရက်ချောင်းကြီးရွာကိုစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုတော်လရေးတပ်ဖွဲ့များကထက်မှန်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ကျွန်တော်တို့ထဝက်ခရိုင်တပ်ပေါင်းစုအနေနဲ့အောင်ပွဲတွေစက်တက်ရဖို့ဆိုရင်အနောက်ကလက်နက်ခရဲနဲ့ကြီးများများဖြည့်တင်းပေးနိုင်ဖို့ပြည်ရင်းပြည်ပထောက်ဖို့ရဲဘော်များဒီချက်မကပိုပြီးအားစိုက်ပေးကြဖို့လိုပါတယ်။ငါးနှစ်သားကျွန်တော်တို့တော်လည်ရဲဘော်တွေရဲ့ကြိုးစားအားထုတ်မှုအသီးပွင့်တွေဒီချက်မကမြင်လာရမှာဖြစ်ပါတယ်။ရှေ့ဆက်ပြီးစစ်ရေးလည်းပဲမြင်လာနိုင်တဲ့အတွက်ပြည်သူများအလုံးစစ်ရေးသတိရှိကြဖို့ပြည်သူကိုပြစ်မှတ်ထားတဲ့အကြမ်းဖက်လေကြောင်းထိုက်ခိုက်မှုတွေကြုံလာရနိုင်တဲ့အတွက် အထူးဂရုစိုက်ကြဖို့ပြောချင်ပါတယ်ဟုဒဝက်ခရိုင်တပ်ပေါင်းစုဖြန့်ချားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုသွားပါတယ်